MSB မနမနမစစတာကဘယ်ပြုတ်ကိုဝဲစီကိုဆန်းလို့နေ OFN တွေကအမြဲကြီးရတယ်သူတို့ကပိုးရှိရဲ့နေရာဆိုလည်းအမြဲတမ်းလာတယ်ရုပ်ရှင်တွေဆိုလည်းအမြဲတမ်းလာကြည့်ရတယ်သူတို့အသေးစိတ်လေးတွေကအစားအပိတ်ကြတယ်ပေါ့နော်အဲပြီးရင်လည်းသူတို့ကဟိုအချစ်တော်အမြဲစားတယ် ပိုတစ်ခေါက်ကလည်းဒီ cycle chelsea ကိုဝင်တိုက်သွားရဆိုပြီးသူတို့ကတစ်ခါဆိုင်အခုကျတော့ cycle မဟုတ်စပိန်ပေါ့အစပိန်စီးတက်တာဟုတ်ရဲ့လားဆိုနောက်နေ့မှအကုန်လုံးကိုနောက်မှတင်ပြီးတော့စီးပြအောင်ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ နေ့ကတော့တောင်မွေတမိန်ပရန်လမ်းမှာရှမ်းကန်ရဲ့ဆိုင်ခွဲအစ်စ်ဖွင့်တဲ့ပွဲလေးပဲဖြစ်ပါတယ်။အရှမ်းကန်မှာဆိုလို့ရှိရင်အဲကွန်အဝစ်ရှော့ဇဲရေခဲတက်တာစသဖြင့်အိမ်သုံးလျက်စစ်ပစ္စည်းမျိုးစုံကိုတနေရာထဲမှာဝယ်လို့ရနိုင်တယ်ပေါ့နော်။အပစ္စည်းအစ်စ်တွေလည်းပတ်သက်ပြီးဝယ်လို့ရတယ်လို့ဒီပစ္စည်းတွေရဲ့ spare parts တွေကိုလည်းဒီမှာရရှိနိုင်ပါတယ်။ဒီရှမ်းကန်မှာဆိုလို့ရှိရင်တနေရာထဲမှာအိမ်သုံးလျက်စစ်ပစ္စည်းမျိုးစုံကိုဝယ်လို့ရတယ်ရွေးချယ်စရာ brand တွေလည်းများတယ်ပစ္စည်းတွေလည်းများတယ်ဆိုတော့တနေရာထဲမှာပဲစုံစုံလင်လင်အဲကြီးစုပြီးတော့ဝယ်ယူနိုင်တာပေါ့နော်တုံးထက်တောင်ဆိုတော့စိတ်ကြိုက်ယူပေါ့ Shanken Electronic ကမြန်မာတိုင်းငံလုံးမှာစုစုပေါင်းဆိုင်ခွဲပေါင်း70ဆိုင် ရှိပါတယ်ရန်ကုန်ပြီးတော့မန္တလေးစသဖြင့်ပေါ့နော်ဆိုင်ခွဲတွေအများကြီးရှိတဲ့အခါမှာဒီနေ့မှာတော့ Shanken ကတောင်ဝေးသမိုင်းပရန်လမ်းမှာ70ဆိုင်မြောက်ဆိုင်ခွဲကိုဖွင့်လှစ်လိုက်တာပဲဖြစ်ပါတယ်ဆိုင်ပွင့်ပွဲအထိမ့်မှတ်နေတဲ့ promotion လည်းရှိရမို့လို့ပရိသတ်များလာရောက်အားပေးကြဖို့ကိုကဖိတ်ခေါ်လိုက်ပါတယ်အတူရုပ်ရှင်ဇာတ်ကားက ကပိုးမနစ်ကဒီအချိန်ပေါ်ဆိုင်မှာသွားရောက်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါအဲဒီသစင်းထဲမှာအဲ့လိုဟိုဒါရိုက်တာကိုဝင်းလွင်ထက်ကနေပြီးတော့အဲ့လိုပျော်စရာလေးနဲ့တေးတယုတ်ပေါ်ပုံစံလေးလှုပ်ချင်နေဆိုရတဲ့ပိုးတို့ဒီသချင်းလေးနဲ့ချစ်စရာကောင်းတဲ့သချင်းလေးနဲ့ဒီချစ်စရာကောင်းတဲ့ဟန်ပန်အမူအရာလေးတွေနဲ့ဟိုဟိုပုံဖော်ထားတာပေါ့နော်စပိန်တော့စီးတက်ပါတယ်။ဟုတ်ကဲ့ လေးကို angry ကအဲဘိုးရဲ့ fan တွေကအမြဲကြီးရတယ်သူကဘိုးရှိရဲ့နေရာဆိုလည်းအမြဲတမ်းလာတယ်ရုပ်ရှင်တွေဆိုလည်းအမြဲတမ်းလာကြည့်တယ်သူတို့အသေးစိတ်လေးတွေကစာအပိတ်ကြတယ်ပေါ့နော်အပြီးရင်လည်းသူတို့ကဟိုချစ်တော့အမြဲစားတယ်ကိုတစ်ခေါက်ကလည်းဒီ cycle chelsea ကိုဝင်တိုက်သွားရဆိုပြီးသူတို့ကတစ်ခါစားအခုကျတော့ cycle မဟုတ်စပိန်ပေါ့စပိန်စီးတက်တာဟုတ်ရဲ့လားဆိုနောက်နေ့မှအကုန်လုံးကိုနောက်မှတင်ပြီးတော့စီးပြအောင်ဘယ်လိုအားလုံးလေးလို့ပေါ့ အာပရိသတ်ကဘိုးပထမဆုံးရုပ်ရှင်တင်တဲ့အချိန်မှာဟိုအာလူးကြီးဆိုရဲစကလုံးကိုအားလုံးကချစ်ပြီးအားပေးကြတော့အာဘိုးကကိုချစ်တဲ့သူတွေဆိုရင်သူကအာလူးလို့သတ်မှတ်ကြတယ်လို့ယူဆကြတယ်အဲ့တော့ဒါဘိုးရဲ့ fan လေးတွေကိုလည်းအာလူးလေးတွေပေါ့နော်ဒါလေးကတော့ဟို fandom name လေးတစ်ခုအနေနဲ့အဲ့လိုပြောစမှတ်ဖြစ်သွားတာပေါ့ဟုတ် ိုကအာလူကြိုက်ပါတယ်အဖန်နေကအမြဲတမ်းဂယုလဲစိုက်တယ်တေးစိတ်လဲလိုက်ကြည့်ရယ်အကိုရဲ့အလုပ်ပေါ်မှာလည်းမဟုတ်ပဲねကိုရဲ့ဒီဘာလေးဆိုကောင်းတယ်ဘာလေးဆိုအဆင်ပြေရယ်ဆိုတာလေးကိုအမြဲတမ်းဂယုစိုက်ပေးကြရယ်ဆိုတော့ကိုကိုအမြဲတမ်းချစ်ပြီးအားပေးတယ်ကိုနောက်မှာအမြဲတမ်းရက်တည်ပေးရဲ့အာပရိသတ်တွေရှိရယ်ဆိုတာဒါဘိုးတို့လိုအမှုပညာရှင်တွေအတွက်အရန်ဟိုအာကောင်းမွန်တဲ့ဒါဟို ဖျားပြီးတဲ့ကံကောင်းခြင်းပေါ့နော်ဆိုတော့အများတမ်းပဲယင်ထဲမှာလည်းရှိတယ်အများတမ်းလည်းကျေးဇူးတင်နေတယ်အများတမ်းလည်းအမှတ်ရနေပါတယ်ပါဇက်ကနေအများတမ်းထုတ်မပြောနေပေမဲ့ယင်ထဲမှာအများရှိပါတယ် ပိုးနဲ့ညီမလေးကငငယ်တော့ကတော့ခါပုံမှန်ညီမလေးလိုပဲရန်ရန်ဖြစ်တယ်အဲသူလဲကြီးလာပြီကိုလဲကြီးလာပြီဆိုတော့ဟိုအများကြီးတိုင်မင်ပေါ်တိုင်မင်ပဲရတာပေါ့နော်ဆိုတော့အခုကပို့ပြီးတော့အဝေးမှနေရဲဆိုတော့အဲမကြာခဏတော့စကားပြောဖြစ်ပါတယ်အဲဒါကတော့ညီမဆိုတော့ညီမအငယ်ဆုံးမှုပေါ့ကိုကတော့မမကြီးဆိုတော့မမကြီးခုပေါ့ဟုတ်ကိုညီမလေးကဘယ်လိုပါစားတယ်ကိုနဲ့ပိုးညီမနဲ့ကတော့ ကျင်ပန်းနီးပါးဖြစ်မယ်သူကြိုက်တာရင်းနဲ့ကိုကြိုက်တာရင်းနဲ့သူ့ရဲ့နေထိုင်မှုပုံစံနဲ့ကိုရဲ့နေထိုင်ပုံစံနဲ့မတူဘူးပေါ့နော်တယောက်တစ်မျိုးစီပေါ့သူကကြောက်အကာကြိုက်တယ်ဆိုကိုကကြောက်အနှစ်ကြိုက်တယ်အဲ့လိုအဲ့လိုမျိုးပေါ့ဟုတ်တယ်အာညီမဆိုတော့လေအဲတွေ့တာကြာသွားတော့လေတကြက်ကြက်ပေါ့ပြီးတော့လေဒီနှစ်ယောက်တည်းရှိရအောင်ဆိုတော့လေအာအခုကြီးလာတော့ပိုတဲ့ပါတယ်။ तू ကလေတနေရာမှာ तू ဟာနဲ့ तू က ဟိုကိုကိုကိုအာကိုနိုင်တယ်ကိုကိုကိုရက်ကြည့်နိုင်တဲ့သူဖြစ်တဲ့ခါကျတော့အရင်အသေးစိတ်လိုက်ပြီးတော့ view site ပေးနေကြတော့မလို့သူလည်းသူ့ရွယ်မှာတော့သူရင်းဆက်တဲ့သူတယောက်ဖြစ်နေပြီအာကိုကလည်းကိုအချိန်မှာကိုအလုံးနဲ့ဆိုတော့ဒါမဖြစ်မနေလိုအပ်လာတဲ့အချိန်ဆိုရင်တော့ဒါမိသားစုဆိုတာတယောက် လိုအပ်တဲ့အချိန်မှာတရားအမြဲတမ်းအသိရှိနေမှာပေါ့ဟုတ်အအတူကပိုးရိုဒီအော်တိုဘာလာကုံမှာယုံတင်မှာပါအဲဆိုတော့ဒါပြင်ဆက်လက်မှုပြီးမှာကိုရဲ့နောက်ထပ်ဒီ2025အတွက်ဒုတိယမြောက်ယုံတင်ဇာကားကြီးပေါ့နော်ဆိုတော့ဒီတစ်ခါပိုးအားရဲ့ဇာကားတွေကအများရန်ဒရာမာတွေဖြစ်တာရှိတယ်ရိုမန့်စ်တွေဖြစ်တာရှိတယ်အဲနောက်ပြီးငိုရတဲ့ကားလေးတွေပြည်သက်က ဖြစ်ကြရဲဆိုတဲ့အခါမှာဒီအတူကိုကြတော့ပိုကပြိသက်တွေစိတ်လက်ပေါ့ပါပြီးတော့စိတ်အပန်းဖြေခြင်းတဲ့အချိန်မှာကြီးရှုလို့ရမယ့်ဇာတ်ကားလေးတစ်ခုဖြစ်ဒီအတူဇာတ်ကားလေးကိုရွေးချယ်ရိုက်ပူးခဲ့ရပါတော့အဲဆိုတော့ဟိုဘောဆန်းညိုရဲ့အလားအပါတွေရဲ့ပြီးတော့ချစ်စရာကောင်းတဲ့အဲပို့ဟိုအလေးအထလေးတွေပြီးတော့အာပို့တို့ဒီ1990ပြည့်နှစ် ဖက်ကိုဦးတည်ပြီးရိုက်ကူးထားတဲ့အတွက်အမြင်ဆန်းတက်တဲ့ဇက်ကချစ်စရာကောင်းတဲ့ဇက်ကပြိသက်တွေကြည့်ရှုတဲ့အခါမှာစိတ်အပန်းပြေရမယ့်ဇက်ကားလေးတကားလို့ကိုကယုံကြည်ပါတယ်။ Myanmar Star Bazaar